မိတ်ဆွေတို့လူတယောက်ရဲ့အမတ်ရစရာညလေးတညကနေဘဝတစ်ခုလုံးပြောင်းလဲသွားနိုင်တယ်ဆိုတာမိတ်ဆွေတို့ယုံကြည်ကြလား always on my mind ဆောက်ထဲမှာအဲ့ဒီလိုဖြစ်ရမျိုးကိုတွေ့ကြုံရမှာပါဘတ်တမိုယန်ဆိုတဲ့စာရေးဆရာမလေးရဲ့ always on my mind ဆောက်ဟာအချစ်အလွမ်းနောက်တော့တွေနဲ့ပြည့်နေတဲ့ဝတ္ထုရှိတစ်ပုဒ်ပါဒီဆောက်ထဲမှာ Jesse Brown ဆိုတဲ့မိန်းကလေးတယောက်ရဲ့ဘဝအပြောင်းလဲတွေကိုတွေ့မြင်ရမှာပါတွေ့ရညရဲ့ဂတိကဝတ်များ ဂျက်စီဘရောင်းဟာအမွှာညီကိုအိုက်ဆက်ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တဲ့အီလီယက်ကိုတိတ်တခိုးကြိုက်မိခဲ့ပါတယ်။ပရညမှာအီလီယက်ကသူ့ရဲ့ခံစားချက်တွေကိုဝန်ခံပြီးသူတို့နှစ်ဦးဟာပထမဆုံးအနှံကိုမျှဝေခဲ့ကြပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲအိမ်ပြန်လမ်းမှာမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးအီလီယက်ဟာပြင်းထန်စွာဒဏ်ရာရသွားခဲ့ပါတယ်။အဲ့ဒီမတော်တဆမှုကြောင့်ဂျက်စီရဲ့ကဘာဟာကြေကွဲစရာကောင်းလောက်အောင်ပျက်စီးသွားခဲ့ပါတယ်။ ဂျက်စီဟာလှုပ်ဝက်ကလေးတစ်ခုနဲ့အတူအပြစ်ရှိတယ်လို့ခံစားခဲ့ရပြီးသူမရဲ့အာယုံပြန့်လွင့်မှုက မတော်တဆမှုကိုဖြစ်စေခဲ့တယ်လို့ယုံကြည်ခဲ့ပါတယ်။အဲ့ဒီညကဂျက်စီတို့ရဲ့ငယ်ဘဝအိမ်မက်တွေဟာပျက်စီးသွားခဲ့ပါတယ်။အပြစ်နဲ့အတူနေထိုင်ခြင်းမတော်တဆမှုဖြစ်ပြီးနောက်ဂျက်စီရဲ့ဘဝဟာတဖြည်းဖြည်းချင်းပြိုကွဲသွားခဲ့ပါတယ်။အီလီယက်ဟာတက်ရှင်ကြံရိုက်ခဲ့ပေမဲ့အုံနောက်ထိခိုက်ဒဏ်ရာရခဲ့ပြီးအဲ့ဒီညနဲ့သူတို့နှစ်ဦးကြားကအချစ်ဇလန်းကိုမေးသွားခဲ့ပါတယ်။ ဂျက်စီဟာသူ့ရဲ့ဆက်ဆံရေးကိုမဖော်ထုတ်ဖို့ကတိပေးထားတာကြောင့်အဖြစ်တွေကိုသူ့စိတ်ထဲမှာပဲထားခဲ့ပါတယ်။ဂျက်စီဟာအသက်20ကျော်အရွယ်ထိဘဝကိုရုန်းကန်ခဲ့ရပြီးဘသူကမှမယုံကြည်နိုင်မဲ့အထီးကျန်ဆန်းတဲ့ဘဝကိုဖျက်ဆီးခဲ့ပါတယ်။သူ့ရဲ့အမွှာညီကိုဖြစ်သူအိုက်ဆက်နဲ့လည်းဝေးကွာခဲ့ပြီးဝေးရမြေကိုရှောင်ထယ်ခဲ့ပါတယ်။မတော်တဆမှုဟာသူ့ဘဝရဲ့ဗဟိုချက်ဖြစ်လာပြီးသူ့ရဲ့ရွေးချယ်မှုနဲ့ဆက်ဆံရေးတွေကိုပုံဖော်ခဲ့ပါတယ်။အိမ်ပြန်လာခြင်း အနှစ်ဆက်တစ်နှစ်နီးပါးအကြာမှာဂျက်စီရဲ့ Brighton မြို့ကဘဝဟာပြိုလဲသွားခဲ့ပါတယ်။သူ့ရဲ့ချစ်သူစီကသူ့ကိုယ်သူရှာဖွေဖို့ထွက်သွားခဲ့ပြီးအလုံးနဲ့အိမ်ကိုဆုံးရှုံးခဲ့ကအကျွေးတွေလည်းတင်နေခဲ့ပါတယ်။တခြားသွားစရာနေရာမရှိတော့တဲ့ဂျက်စီဟာသူ့ရဲ့ငယ်ဘဝရွာကိုပြန်လာခဲ့ပြီးအိုင်ဆက်နဲ့အတူနေထိုင်ခဲ့ပါတယ်။သူ့ကိုအံအားသင့်စေတာကအီလီယက်ဟာလည်းအိမ်မှာအတူနေထိုင်သူဖြစ်နေတာပါပဲ။အီလီယက်ကသူ့အတိတ်ကိုမေ့နေတော့မှပဲ။သူတို့နှစ်ဦးရဲ့ပြန်လည်ဆုံတွေ့မှုဟာတင်းမာမှုတွေနဲ့ မဖြေရှင်းနိုင်သေးတဲ့ခံစားချက်တွေနဲ့ကိနှက်နေပါတယ်။ဂျက်စီဟာသူ့ရဲ့တိတ်ကို နေစဉ်ရင်ဆိုင်နေရပြီး သူတစ်ချိန်ကချစ်မြတ်နိုးခဲ့တဲ့သူနဲ့တအိမ်ထဲမှာအတူနေထိုင်နေရပါတယ်။ယောက်ျားလေးများရဲ့အိမ်ဂျက်စီရဲ့အိမ်တစ်ဟာအိုက်ဆက်အီလီယက်နဲ့အာသာတို့နဲ့အတူမျှဝေသုံးဆွဲရတဲ့အိမ်ဖြစ်ပါတယ်။အာသာကထူးဆန်းတဲ့တင်ကြိုင်ကုန်းဝင်တဲ့တယောက်ပါ။ အင်္ဂါရှုပ်ပွားနေပြီးအီလီယက်ရဲ့မျက်ညံအတွက်ဆာရွက်တွေကထားကဂိမ်းကစားတဲ့အတန်တွေနဲ့တန်ရှင်းမှုအားနည်းနေပါတယ်။ဂျက်စီရဲ့ရောက်ရှိမှုက သူတို့ရဲ့ကဘာကိုနှောက်ယှက်ပြီးသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာရက်တက်နေမှုကိုဖော်ထုတ်ပေးပါတယ်။အိုင်ဆက်ဟာလှုပ်ဝဲကြိတ်ကြွနေသူဖြစ်ပြီးအာသာကချီးရဲမအောင်မြင်သူဖြစ်ကာအီလီယက်ကသူ့ဘဝကိုတိတ်တဆိတ်ပြန်လည်တည်ဆောက်နေပါတယ်။ဂျက်စီဟာတည်ငြိမ်မှုကိုလိုချင်တာကြောင့်ယောက်ျားလေးများဘဝတိုးတက်ရေးစီမံကိန်းကိုအဆိုပြုခဲ့ပါတယ်။ ဒီအစီအစဉ်ကလူတိုင်းကိုသူတို့ရဲ့အားနည်းချက်တွေကိုရင်ဆိုင်ဖို့တွန်းအားပေးပါတယ်။လူဝတ်ချက်များအချက်တကွဲအကျိုးနဲ့ချင်းဂျက်စီဟာသူ့ရဲ့ပြင်းနဲ့စိတ်တန်ရာတွေကိုဟာတာနဲ့ဖုံးကွယ်ထားပြီးတည်ငြိမ်မှုကိုထိန်းသိမ်းဖို့ရုန်းကန်နေရပါတယ်။မိဘတွေကဖွင့်ထားတဲ့ဘလို့ခေါ်တဲ့နေ့လယ်ပိုင်းစင်တာမှာအလုပ်ဝင်လုပ်ပြီးအီလီယက်ကိုရှောက်ရှားဖို့ကြိုးစားပါတယ်။ အိမ်မှာအတူနေသူတွေရဲ့ထူးခြားမှုတွေနဲ့မိသားစုရဲ့လိုအပ်ချက်တွေကသူ့ကိုအလုံးများစေပေမဲ့အတိတ်ကအမြဲတမ်းအနာမှာရှိနေပါတယ်။ဂျက်စီရဲ့ငွေကြေးအခက်ခဲနဲ့စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုကသူ့ကိုလွှမ်းမိုးဖို့ချိန်ချောက်နေပေမဲ့တခြားသူတွေကိုကူညီခြင်းနဲ့အလုံးများနေခြင်းကသူ့ရဲ့နာကျင်မှုကိုထိန်းထားနိုင်မယ်လို့မျှော်လင့်နေပါတယ်။ပုံမှန်အတိုင်းနေထိုင်တဲ့မျက်နှာဖုံးဟာတကွေးကြောင့်တွေစတင်ပေါ်လာပြီးခံစားချက်ဟောင်းတွေပြန်လည်ပေါ်ပေါက်လာပါတယ်။ဘန်ဘွားတဲ့ ဘန်မာအလုတ်လုတ်ချင်းကဂျက်စီကိုမမျှော်လင့်ပဲရည်ရွယ်ချက်အစ်စ်တစ်ခုကိုရှာဖွေတွေ့ရှိစေပါတယ်။ဘန်ဟာပျော်စရာတွေနဲ့ပြည့်နေတဲ့နေရာတစ်ခုဖြစ်ပြီးအသက်ကြီးရွယ်အိုတွေနဲ့ပြည့်နေနေပါတယ်။ဂျက်စီရဲ့လုပ်ငန်းတာဝန်ကလှူရှာမှုတွေကိုစီစဉ်ပေးခြင်းဖြစ်ပြီးသူ့ရဲ့ရဲရွာနဲ့ပြန်လည်ဆက်သွယ်ခွင့်ရကသူ့ရဲ့အာသာချက်တွေကိုပြန်လည်ရှာဖွေတွေ့ရှိစေပါတယ်။သူဟာမက်ဒလင်းနဲ့ထူးခြားတဲ့နောက်ကျိုးတစ်ခုကိုဖွဲ့စည်းခဲ့ပြီးသူမဟာဂျက်စီကိုအခက်အခဲဆုံးအချိန်တွေမှာကူညီခဲ့ဖူးပါတယ်။ဘန်ဟာကုသချင်း ဒီမောချင်းနဲ့ဒုတိယအခွင့်အရေးတွေရရှိတဲ့နေရာတစ်ခုဖြစ်လာပြီဂျက်စီအတွက်မတော်တဆမှုမဖြစ်ခဲ့ရင်သူရရှိနိုင်မယ့်ဘဝကိုမြင်တွေ့ခွင့်ရစေပါတယ်အတိတ်နဲ့နေထိုင်ခြင်းအလုံးမှာတိုးတက်မှုတွေရှိပေမဲ့ဂျက်စီဟာသူ့ရဲ့အတိတ်အရေးကနေလွတ်မြောက်နိုင်ခြင်းမရှိပါဘူးအီလီယက်နဲ့အတူနေထိုင်ခြင်းဟာဆုံးရှုံးခဲ့တဲ့အရာတွေကိုနေ့စဉ်တရိယာစေပါတယ်သူတို့နှစ်ဦးရဲ့အပြန်အလှန်ဆက်ဆံမှုတွေဟာမပြောဆိုတဲ့တောင်းတမှုတွေအနေရခတ်မှုတွေနဲ့ခံစားချက်ဟောင်းတွေပြန်ပေါ်လာခြင်းတွေနဲ့ ပြင်းထန်နေပါတယ်။အီလီယက်ဟာကျင်လာတတ်ပြီးတင်းငိမ့်သူတယောက်ဖြစ်ပေမဲ့သူ့ရဲ့မျက်ညံချိုယွင်းမှုတွေနဲ့လုံယိုးလှုပ်စင်တွေကသူ့ကိုဝေးကွာစေပါတယ်။ဂျက်ဆီရဲ့အပြစ်ရှိတယ်လို့ခံစားရမှုကသူခံစားနေရတဲ့ဝေဒနာတွေနဲ့အောင်မြင်မှုတွေကိုမြင်တွေ့ရချိန်မှာပုံမှုပြင်းထန်လာပြီးသူမကသူ့ရဲ့နာကျင်မှုရဲ့အကြောင်းရင်းဖြစ်တယ်လို့ယုံကြည်နေပါတယ်။သူတို့နှစ်ဦးကြားကတိမမှုတွေဟာအိုးတလုံးစုတကယ်တူဖြစ်လာပြီးခံစားချက်ဟောင်းတွေပြန်လဲပေါက်ပေါက်လာပါတယ်။ ယောက်ျားလေးများဘဝတိုးတက်ရေးစီမံကိန်းသူမရဲ့ဗန္ဒာရေးကိုတိုးတက်စေဖို့နဲ့အာယုံလွဲပြောင်းမှုအတွက်ဂျက်စီဟာအိမ်မအတူနေသူတွေနဲ့သဘောတူညီချက်တစ်ခုကိုရယူခဲ့ပါတယ်။သူကအိမ်ငှားကျော့ပေးဖို့အတွက်သူတို့ကိုဘဝအတွက်လိုအပ်တဲ့ကျွမ်းကျင်မှုတွေချင်းတွေ့နီးတွေနဲ့မိမိကိုယ်ကိုတိုးတက်အောင်လုပ်နည်းတွေကိုတင် जा ပေးမှာဖြစ်ပါတယ်။ယောက်ျားလေးများဘဝတိုးတက်ရေးစီမံကိန်းဟာလက်တွေ့ကျတဲ့အစီအစဉ်တစ်ခုဖြစ်တယ်လို့လေးယောက်စလုံးရဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုအတွက်လည်းရည်ရွယ်ပါတယ်။ ချက်ပြုတ်နီးတင်တဲ့တွေပြုပြင်ပြောင်းလဲမှုတွေနဲ့စိတ်နှလုံးဖွံ့ဖြိုးမှုတွေစတိုက်ဖြစ်ပေါ်လာပြီးလူတိုင်းကသူတို့ရဲ့ကြောက်ရွံ့မှုနဲ့ဆန္ဒတွေကိုရင်ဆိုင်ကြရပါတယ်ဒီစီမံကိန်းကရေမောစရာတွေအမားယွင်းတွေနဲ့ခန်းစားချက်တွေကိုထုတ်ဖော်ပြတတ်တဲ့အခိုက်အတန့်တွေကိုယူဆောင်လာပေးပြီးအိမ်မှာအတူနေသူတွေကိုပိုမိုနီကက်စီကဂျက်စီကိုလည်းပြောင်းလဲဖို့လိုအပ်နေတယ်ဆိုတာကိုရင်ဆိုင်စေပါတယ်မိသားစုတငယ်ချင်းများနဲ့ခွင့်လွှတ်ခြင်း ရက်တတပတ်တွေကြာလာတာနဲ့အမျှချက်စီရဲ့မိသားစုနဲ့တငယ်ချင်းတွေနဲ့ဆက်ဆံရေးတွေဟာပုံမနှဆိုင်လာပါတယ်။သူဟာအိုင်ဆက်ကိုကိုနီပေါ်ထားတဲ့ခံစားချက်တွေကိုလိုက်စားဖို့ကူညီပေးပြီးအာတာရဲ့အခြေရေးကိုထောက်ပံ့ပေးကာကိုနီရဲ့သားဖြစ်သူ Wave အတွက်လည်းနီးပြားစရာတစ်ယောက်ဖြစ်လာပါတယ်။ Wave ဟာအော်ဒစားတယောကခံစားနေရတဲ့ကလေးတစ်ယောက်ပါ။အိမ်မှာအတူနေသူတွေဟာချက်ပြုတ်နည်းတွေတန်ရှင်းရေးလုပ်နည်းတွေနဲ့ဆက်သွယ်ပြောဆိုနည်းတွေကိုသင်ယူကြပြီး သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်တွေကိုဖြည်းဖြည်းချင်းရှင်းချကြပါတယ်။ဂျက်စီရဲ့မက်ဒလင်းနဲ့နှောင်ကျိုးဟာပုံမှုခိုင်မာလာပြီးအသက်ကြီးရွယ်ဦးတွေရဲ့ဉာဏ်ပညာမှာနှစ်သိမ့်မှုရရှိပါတယ်။မိမိကိုယ်ကိုယ်နဲ့တခြားသူတွေကိုခွင့်လွှတ်ခြင်းဆိုတဲ့အကြောင်းအရာဟာအဓိကဖြစ်လာပြီးဂျက်စီဟာပျော်ရွှင်မှုကိုခံစားဖို့ထိုက်တန်တယ်လို့ဖြည်းဖြည်းချင်းယုံကြည်လာပါတယ်။ဒုတိယအခွင့်အရေးများချက်ပြုတ်ခြင်းချက်ပြုတ်ခြင်းဟာအိမ်ရဲ့ပြောင်းလဲခြင်းရဲ့တင်ကြေးရတစ်ခုဖြစ်လာပါတယ်။ ဂျက်စီနဲ့အီလီယက်ရဲ့တီးတန့်ချက်ပြုတ်နေတဲ့နန်းတွေကသူတို့နှစ်ဦးရဲ့ရင်းနှီးမှုကိုပြန်လည်နှုတ်ထစေပြီးရေမောခြင်းတွေမျက်ရည်တွေနဲ့မျောလင်းချက်တွေကိုဖြစ်ပေါ်စေပါတယ်။အစားအစာတွေကိုပြင်ဆင်ခြင်းနဲ့မျှဝေခြင်းလုပ်ရက်က တားဆီးတွေကိုဖယ်ရှားပေးပြီးထိလွယ်ရှလွယ်ဖြစ်ခြင်းနဲ့ဆက်သွယ်မှုကိုအားပေးပါတယ်။မိဖို့ချောင်းဟာကုသခြင်းရဲ့နေရာတစ်ခုဖြစ်လာပြီးဒဏ်ရာဟောင်းတွေကိုအတိမတ်ပြုကအမတ်တရားအစ်စ်တွေကိုဖန်တီးပေးပါတယ်။ဒီလိုနေ့စဉ်လုပ်ရက်တွေကနေတဆင့်ချက်စီနဲ့ ။အီလီယက်ဟာတိတ်နဲ့တတ်မှတ်ထားတဲ့အနာဂတ်ကိုစတင်စိတ်ကူးကြည့်လာကြပါတယ်။ဘောလုံးကြရှုံးခြင်းနဲ့မျောလင့်ခြင်း။အီလီယက်ဟာဒေတာတွင်မှာအသက်၉နှစ်အောက်ဘောလုံးအသင်းအတွက်နီးပြဆရာအဖြစ်တာဝန်ယူခဲ့ပါတယ်။ဂျက်စီကသူ့ရဲ့လက်ထောက်ဖြစ်လာပြီးသူတို့နှစ်ဦးအတူတကွကလေးတွေရဲ့ယုံကြည်မှုနဲ့ဂျင်းနီမှုကိုပြုစုပြောင်းထောင်ပေးခဲ့ပါတယ်။အသင်းရဲ့ခရီးဟာအိမ်မှာအတူနေသူတွေရဲ့ရုန်းကန်မှုတွေကိုထင်ဟပ်စေပြီး အတူတကွလှုပ်ဆောင်ခြင်းနောက်ပြန်ဆုပ်ခြင်းတွေကိုရင်ဆိုင်ခြင်းနဲ့အောင်မြင်မှုအသေးစားလေးတွေကိုဂုဏ်ပြုခြင်းတွေပါဝင်ပါတယ်။ဘောလုံးကွေးဟာပြန်လဲရယူခြင်းအတွက်စခုံတစ်ခုဖြစ်လာပြီးအီလီယက်ကသူ့ရဲ့ကန့်သက်ချက်တွေကိုရင်ဆိုင်ကဂျက်စီကကျင်နာမှုနဲ့ဇွဲရှိမှုရဲ့အကျိုးသက်ရောက်မှုကိုမြင်တွေ့ရပါတယ်။အသင်းရဲ့တိုးတက်မှုကပျက်စီးနေသူတွေအတွက်ရွေးချက်နဲ့ပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကိုပေးပါတယ်။အချစ်ဆုံးရှုံးမှုနဲ့ဆွတ်လုခြင်း ဂျက်စီရဲ့ချစ်လစွာသောတငယ်ချင်းနဲ့မိပြဆရာဖြစ်တဲ့မက်ဒလင်းဟာကွယ်လွန်သွားတဲ့အခါဝမ်းနဲ့ကြည်ကွဲစရာဖြစ်ရတဲ့ခုဖြစ်ပွားခဲ့ပါတယ်။ဒီဆုံးရှုံးမှုက ကြီးမားပေမဲ့ရက်ရွာလူတို့ကသူမကိုဂုံပြုဖို့ဆူယုံရောက်ရှိလာကြပါတယ်။ဂျက်စီဟာတေချင်းတရားရဲ့အဖြစ်မှန်နှုတ်ဆက်စကားပြောဖို့အရေးကြီးပုံနဲ့ရှေ့ဆက်ဖို့လိုအပ်ကြောင်းတွေကိုရင်ဆိုင်ရပါတယ်။ဇာပနအခမ်းအနားဟာအလှည့်ပြောင်းတစ်ခုဖြစ်လာပြီးဂျက်စီကို သူ့ရဲ့ဆက်ဆံရေးတွေ သူ့ရဲ့အပြစ်တွေနဲ့သူ့ရဲ့ချစ်နိုင်စွမ်းကိုပြန်လည်ကဲဖြတ်ဖို့တောင်းအပ်ပေးပါတယ်။ဆုံးရှုံးမှုဖြစ်ပြီးနောက်သူဟာအတိတ်ကိုဆုံးလုပ်ဖို့နဲ့အစာအသစ်တစ်ခုရဲ့ဖြစ်နိုင်ခြေကိုလက်ခံဖို့ရဲစွမ်းတတိကိုရှာဖွေတွေးရှိပါတယ်။ဂီတကိုရင်ဆိုင်ခြင်းဂျက်စီရဲ့လှုပ်ဝှက်ချက်ရဲ့အလေးချိန်ဟာမခံမရနိုင်ဖြစ်လာပါတယ်။အီလီယက်နဲ့ယင်းနီးတဲ့အခိုက်အတန့်တစ်ခုအပြီးမှာသူဟာမတော်တဆမှုမှာ သူ့ရဲ့ပါဝင်ပတ်သက်မှုကိုအီလီယက်နဲ့အိုင်ဆက်ကိုဝန်ခံခဲ့ပြီ ဒေါသနဲ့ညှဉ်းပယ်မှုကိုမျှော်လင့်ခဲ့ပါတယ်။ဒါပေမဲ့သူကနားလည်မှုနဲ့ခွလမှုနဲ့သာတုံ့ပြန်ခံခဲ့ရပါတယ်။အီလီယက်က သူမထင်ထားတာထပ်ပူပြီးပတ်မိနေပြီးသူ့ကိုဘယ်တော့မှအပြစ်မတင်ခဲ့ဘူးလို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဝန်ခံချင်းလို့ရဟာကြောက်မဖွဲကောင်းတယ်လို့လွတ်မြောက်စေပါတယ်။ဂျက်စီဘောကကိုတတ်မှတ်ထားတဲ့အချက်နဲ့မိမိကိုယ်ကို အပြစ်ပေးတဲ့စက်ဝန်းကို ချိုးဖျက်နိုင်ခဲ့ပါတယ်။အမှန်တရားဟာဖြစ်စီနိုင်စွမ်းအားကိုဆုံးရှုံးသွားခဲ့ပါတယ်။ခွလွတ်ခြင်းနဲ့လက်ဆက်တဲ့အစား ဝိထုဟာဂျက်စီနဲ့အီလီယက်တငယ်ချင်းတွေနဲ့မိသားစုတွေနဲ့အတူအနာဂတ်ကိုမျှော်လင့်ချက်တွေနဲ့ကြည်နေရင်စသိမ့်ခဲ့ပါတယ်။အိမ်ကိုပြောင်းလဲပစ်လိုက်ပြီးဘန်ဟာလည်းဖွံ့ဖြိုးတိုးတက်လာကဘောလုံးအသင်းဟာလည်းပြန်လည်မွေးဖွားလာပါတယ်။တချိန်ကအပြစ်နဲ့ဆုံးရှုံးမှုတွေနဲ့တတ်မှတ်ခံထားရတဲ့ဂျက်စီဟာယခုခါမှာအချစ်တက်ဆိုင်မှုနဲ့ဘဝရဲ့ရှုပ်ထွေးလှပမှုတွေကိုလက်ခံထားပါတယ်။ဇလန်းကခွင့်လွှတ်ခြင်းဟာကုသခြင်းရဲ့တော့ချက်ဖြစ်တယ်ဆိုတာကိုအတည်ပြုပြီးအတိတ်ကဘလောက်ပဲပျက်စီးနေပါစေ အစအစ်တွေကအမြဲတမ်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။စိတ်ခံစားမှုခရီးကပြည့်ပြည့်စုံခြင်းနဲ့မဆုံးပဲဆက်လက်တိုးတက်ကြီးပွားပြီးပျော်ရွှင်ခြင်းတွေနဲ့ဂတိပေးရင်အဆုံးသတ်ခဲ့ပါတယ်။မိษွေတို့ဒီစာအုပ်ထဲမှာပတ်မှုရန်ကအဖြစ်တွေခွင့်လွှတ်မှုတွေနဲ့ကုသခြင်းစီတို့ဥတီတဲ့ခရီးကျန်းတွေကိုပုံဖော်ထားပါတယ်။ဂျက်စီရဲ့ခရီးကနေတဆင့်စိတ်တရားတွေကဘဝကိုဘလို့ပုံဖော်တယ်။ဆက်ဆံရေးတွေနဲ့ကိုကိုကိုတံမိုးထားမှုတွေကိုဘလို့ပြောင်းလဲစေတယ်ဆိုတာကိုသင်ယူရမှာပါ။ ဒါအပြင်ရဲရွာလူတို့ရဲ့စီးလုံးညီညွတ်မှုကျင်နာမှုတွေကဘဝကိုပြန်လည်တည်ဆောက်နိုင်တယ်ဆိုတာကိုပါသိရှိရမှာပါ